ထွန်းလွင်လို့မဟုတ်ပဲမရန်ဆိုင်တော်ကလူရှင်တော်ပွဲနဲ့တူအောင်လုပ်နေတာကြောင့်ဝေဖန်ခံနေရတဲ့ Miss Grand ပြိုင်ပွဲအလုံးမဲမိကလာပါဗမစ်စနောင်းကနေကျွတ်ဆွလိုက်ပါတယ် Miss Grand ပြိုင်ပွဲဆိုတော့အလှပတွေကိုအစွမ်းကုန်ထုတ်ပြီးပြိုင်ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်တော်ရုံပြိုင်လို့မရပဲ scale တွေကအရာရာမှာပြည့်စုံနေမှရမှာပဲဖြစ်ပါတယ် အရင်ကပြိုင်တဲ့ပွဲတွေဆိုရင်အရန်ကိုမိုက်ပြီးကြည့်လို့ကောင်းတာကြောင့်လူတိုင်းကလည်းအရန်အားပေးကြတာပါအခုချိန်မှာတော့ Miss Grand ပြိုင်ပွဲတွေဟာလူလောင်စရာတစ်ခုကြီးလို့ဖြစ်နေပါတယ်ပြိုင်ပွဲဝင်တွေကလည်းပွဲကိုအလေးနက်မထားကြသလိုလုပ်နေကြပြီးတော့ပေါ်ပြပြနဲ့ပြိုင်နေကြတာပါဝှစ်ဆောင်တွေရဲ့ဖန်တီးမှုတွေကအရန်မိုက်ပေမဲ့ပြိုင်ပွဲဝင်တွေကလိုရာထပ်ပို့ပြီးတော့လုပ်နေတာကြောင့်ဟာတာတွေဖြစ်နေပါတယ်ထူးဟန်တွင် Director လောက်ခဲ့တော့ကဝှစ်ဆောင်တွေတင်ဆက်မှုတွေကအရန်ကိုမိုက်ခဲ့ပြီးမြရသူတိုင်းကဟာကနေဟင်ကနေဖြစ်သွားခဲ့ရတာပါထူးဟန်တွင်အနားယူပြီး Mirror Sign တော်ကဆက်လက်တော် ဝင်ယူကျင်းပတဲ့အချိန်မှာတော့ပွဲကဇက်ပွဲလိုလိုစက္ကတ်လိုလိုဖြစ်သွားခဲ့ပါပြီး Ministry ကလည်းပွဲကိုအလေးမထားသလိုလုပ်နေကြပြီးတော့လူအပြောခံရအောင်ပဲလုပ်နေကြပါတယ်။ဒါဟာ Ministry ကလုပ်နေတယ်ဆိုပေမဲ့လည်းမရန်ဆိုင်တော်ကဘာမှပြောဆိုခြင်းမရှိခဲ့ပါဘူး။ Ministry ကလည်းလူပြောခံရမှလူပိုသိတယ်ဆိုတာကိုသိထားကြတာမို့ကြပြောက်ကချော်တွေလုပ်နေကြတာပါ။ Ministry ကဒီလိုလုံးမှပွဲကလည်းလူသိများမှဆိုတော့မရန်ဆိုင်တော်ကလည်းမသိချင်အောင်စောင့်ပြီးလွှတ်ထားပေးတယ်လို့ဖြစ်နေပါတယ်။ ွဲကိုမြင်နေရတဲ့သူတွေကလည်းအခုလုံးနေတဲ့ပွဲဟာ Miss Grand ပြိုင်ပွဲနဲ့တောင်မတူတော့ဘဲပညာရေးစုံကြီးပွဲတော်လိုတောင်ဖြစ်နေပြီးလို့ဝေဖန်နေကြတာပါလူရှင်တော်ပွဲ၊ဇက်ပွဲ၊စက္ကပ်ပွဲ၊ပညာရေးဆောင်ကြီးပွဲအမျိုးမျိုးခေါင်းစဉ်ပေးနေကြပါတယ်။ Miss Grand ပြိုင်ပွဲဟာရန်ကုန်လူသိများအောင်မြင်ခဲ့ပြီးတော့အခုချိန်မှာတော့လူလောင်စရာကြီးဖြစ်နေကြတာပါ။မရဆိုင်တော်ကတော့ဒီနှစ်ကရန်ထူကြပြီး surprise တွေလည်းဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ပြိုင်ပွဲဝင်28ယောက်လုံးကရန်ကိုတော်ပြီးထူးချွန်ကြတာကြောင့်28ယောက်လုံးကိုတောင်စုပေးခြင်းလို့တောင်ပြောထားပါသေးတယ်။ဒါပေမဲ့လည်းပွဲကိုချိနေကြတဲ့လူတွေကတော့အနေနဲ့ရက်ရက်ကပေါ်တော်တော်တွေကိုတစုတစည်းနဲ့စုပေးထားလာဆိုပြီးပြန်ပြီးမေခွန်းထုတ်ခဲ့ကြတာပေါ့။ပြိုင်ပွဲဝင်တွေထဲမှာလည်းတကယ်ကိုလှပပြီးရင်ချက်တင်ငိမ့်တဲ့အလှတရားနဲ့လူကလည်းအနှဲငယ်သာပါပါတယ်။အကောင်လုံးကကိုစီလှချပေမဲ့တချို့တွေကလိုရာထပ်ပိုလုံနေကြတာကြောင့်တကယ်သေးချပြိုင်တဲ့ပြိုင်ပွဲတွေရဲ့ပုံရိပ်ဟာလည်းကျဆင်းသွားပါတယ်။ လူတွေကလည်း miss တွေကိုအကောင်းမြင်စိတ်နဲ့မမြင်ကြတော့ဘဲဘယ်အချိန်ပေါ်တော်တော်ထလုံးမလဲဆိုတော့ကိုသာကြည့်နေကြတာပေါ့ဒါဟာ miss grand မြန်မာပြိုင်ပွဲရဲ့တိတ်ခါကိုအကြီးကျယ်ကြဆင်းသွားစေတာပေါ့ပွဲရဲ့ director ဖြစ်တဲ့ Maran ဆိုင်တော်ကဒီလိုကိစ္စတွေကိုခွင့်ပြုထားတာကြောင့်လူတွေက Miss Grand မြန်မာ2025ကိုအထင်မကြီးကြတော့တာဖြစ်ပါတယ် ဒုသာတိချထိန်းကြောင်းမယ်ဆိုရင်လူတွေရဲ့စိတ်ဝင်စားမှုဟာမြင့်တက်နိုင်ပြီးအခုလိုအပြောင်အပြက်တွေလည်းဖြစ်နေမှာမဟုတ်ပါဘူး။တချိန်ကရန်ကုန်မိမိုက်ပြီးလူစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Miss Grand ပြိုင်ပွဲတွေသာပြန်ဖြစ်ဖို့ကရှင်ပြိုင်ကြမယ်အလှမယ်တွေကိုရွေးမဲ့အပေါ်မူတည်ပါတယ်။ပွဲတဲ့ပွဲရဲ့အချိန်အတက်ချဟာပွဲစီစဉ်သူနဲ့ရန်ကုန်သက်ဆိုင်တာပေါင်းလူကိုယ်တိုင်ကမသိချင်အောင်ဆောင်ပြီးပေါ်ပြပြဆက်ထားမယ်ဆိုရင်တော့ Miss Grand မြန်မာပြိုင်ပွဲတွေဟာဟာသအတွက်ဖျော်ဖြေပွဲတစ်ခုလိုသာဖြစ်လာနိုင်ပါတယ်။ပြည်သက်ကြီးရောအခုလက်ရှိပြိုင်နေတဲ့ Miss Grand ပြိုင်ပွဲပေါ်အမြင်လေးတွေကို ပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မတော်ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ